Ghost Story Bar Channel တို့ချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထုံးလွှင့်တင်ဆက်ပေးချင်တာတော့စာရေးဆရာဆရာမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့မီးငိမ့်မိုးဆိုတဲ့ဇေဝင်စားဝယ်ရာဇာလန်းစာဆောင်ကိုထုံးလွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Subscribe Like and Share ခေါင်းလေးလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ဒါဆွေးနွေးဆက်လိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။ကျွန်တော်နဲ့ဦးမတ်ကြီးအားဆိုရင်တော့အထောက်ခံတစ်ခုမှစတင်တည်ကျွမ်းကြခြင်းဖြစ်ပြီးတယ်။ အချိန်က1989ခုနှစ်ဇန်နဝါရီမိုင်းပြတစ်ခုနဲ့ရောက်နေတဲ့အချိန်ဦးမကြီးကအချုပ်ထဲမှာအခန်းလူကြီးအချုပ်သားအသက်ရောက်လာပြီဆိုရင် ပုံစံပြရပြီပုံစံကနှစ်မျိုးရှိတယ်အချုပ်ပုံစံနဲ့ဒီမှာကအချုပ်ဆိုတော့အချုပ်ပုံစံအောင်ပြရတာအချုပ်ခန်းရောက်စားကပုံစံထမ်းရတယ်စမ်းခွေပြီးတော့ဒူးနှလုံးပေါ်မှာလက်သီးဆုံးမှောက်လျက်ညနာကိုရှေးဆူးဆူးကိုကြည်ထားရတာဒီနောက်အဖနာမယ်နေရလေးစာအသက်အမှုအကြောင်းအရာတွေကိုမေးသမျှလူတူရှင်းပြောပြရခြင်းဖြစ်ပြီးတယ် ။ပြီးပြီဆိုရင်တော့အချုပ်ထဲမှာနေနီးထိုင်နေရေချုံနေရေတုံးနေချေးပါသေးပေါက်တဲ့နီးမစားပြီးတော့အချုပ်ထဲမှာရံဖြစ်ရမခိုးမဝက်ရမချွတ်မခွာရစတာတွေကိုလည်းလိုက်နာရန်အတွက်သူကသင်ပေးတယ်။ဒါဟာဆိုရင်တော့အချုပ်စည်းကမ်းတွေသာဖြစ်ပေးလိတော့တယ်။တချို့သော အချုပ်သားအသည်တွေကအချုပ်တို့ထောင်တို့သဘောကိုနားမလည်တဲ့အတွက်ဝင်လာကလေးက Einstein Einstein ချိုးလာပြီဆိုရင်ဒုမဟုတ်ငါကပတ်စံရှိရလူပဲဘသူအရေးဆိုင်ရမှာလဲဟိုဒီအာကိုနဲ့ဆောင်းကြွားကြွားဝင်လာမယ်ဆိုရင်တော့ဥမတ်ကြီးရဲ့စိန်ပေတာဆိုင်က အဲ့ဒီတီးတန်းကိုကြားရပြီးသားမှတ်ပြီးရောမင်းတို့အပြစ်မှာဘာကောင်းနေပဲဖြစ်နေနေတင်ညာဘလောက်ပဲတက်တက်ပစံဘလောက်ပဲရှိရှိကြားကောင်းတဲ့ခေါင်းကုန်းဝင်လိုက်တာနဲ့အဲ့ဒီကုံပကာတနာတွေအလုံးကအဝမှာလွှင့်ပြခဲ့ဒါချုပ်အိမ်မဟုတ်ဘူးအချုပ်တည်းရောက်ပြီဆိုရင်အခွင့်တူးခံချင်လို့မရဘူးဘဲဟင်းနဲ့ငပီအလုံးတန်းတူစားရမှာပဲဘေးကက်ကက်စွာကြဲကြဲပမာမခန့်မလုံးနဲ့အချုပ်စည်းကောင်မဖောက်နဲ့ဖောက်ရင်မှတ်ကြီးกว่าဒီမှာတွေ့လားပြောတဲ့အတိုင်းသူ့လက်တံကပြောင်းလာပါတယ် ဒါကြောင့်ဦးမတ်ကြီးအခန်းလူကြီးလုံးနေတဲ့ကာလတခြားအချုပ်ထဲမှာညင်ဝင်ပြီးပြတာမတ်ကြီးဟေးဆိုရင်တော့လူတမ်းမှုအချုပ်သားရောဓမြပါတဲ့အချုပ်သားပါကြောက်ချက်ရိုတည်ချမ်းရလေတော့တယ်ဦးမတ်ကြီးနဲ့ကာလာတန်ကြာလက်ပွန်းတတိနေတဲ့ခါမှာဦးမတ်ကြီးကြောင့်ကျွန်တော်သိလာခဲ့ပြီးသူပါလူတမ်းမှုနှစ်ကျင်းဓမြမှုနှစ်ကျင်းကျူးလွန်ဘူးခဲ့တဲ့သူအချုပ်ကိုဖောက်ပြီးတော့နှစ်ကျင်းလဲပြေးဘူးတဲ့အခုအသက်60ကျော်ပြီးတော့60နာခံနေပြီ အပြေမာနေတဲ့တန်းနဲ့ထောင်ထဲချုပ်ထဲနေတဲ့တန်းချိန်ဆက်လိုက်မယ်ဆိုရင်ထောင်သက်ချုပ်သက်ကပိုပြီးတော့များနေတာအိမ်အောင်နှစ်ဆက်ကြာဘူးတယ်ပထမအိမ်အောင်လေသူဆိုတဲ့တောင်မခံနိုင်လို့ဟိုးဝေးကိုထွက်ပြေးရတယ်လက်ရှိအိမ်အောင်နဲ့ကလေးနှစ်ယောက်အပြေမာရှိရလို့ပြောတယ်အခုရင်ဆိုင်နေရတဲ့အမှုကလူတတ်မှုမတင်ငါမှုကျေးရွာတစ်ခုဘက်မှာဒရားတစ်ခုနေမှာဥမတ်ကြီးနဲ့အနေငယ်ရင်းနှီးရဲ့လူတယောက်ဓာတ်ထိုးခံရပြီးတော့လဲကြနေတာအဲ့ဒီကိုသွားရင်လိုက်ဥမတ်ကြီးကတွေးပြီးကုညီဖေးမရန်ပြူလေတယ် အဲဒီလိုရှိနေစမှာပဲခီးသွားတချို့လည်းတွေ့ရှိသွားခဲ့တယ်။ဈေးုံကိုပုံရံလှည့်ပြနေစဉ်အရစ်ဒန်ယာနဲ့လူကမှတ်ကြီးလို့တခုံပြောပြီးအသက်ထွက်သွားခဲ့တာဒလိုနဲ့လက်တလုံးမြင်မြင်တက်သေးတွေထွက်ချက်သေသူရဲ့နောက်ဆုံးပြောစကားတွေနဲ့ဥမတ်ကြီးအချုပ်ထဲကိုခုနှစ်ကြိမ်မြောက်ပြင်ရောက်ခဲ့ရပြန်လေတော့တယ်။ဥမတ်ကြီးကတကယ်မတက်ဘူးလား။ကျွန်တော်ကတူတူလေးမေးလိုက်တော့မတက်ရပါဘူးမောင်ယာ။သေသူထုံးခင်ဟာကျုံနဲ့တမျိုးကလောက်ကစားပတ်မှန်ပါတယ်။ရန်လည်းမဖြစ်ဘူးပေါ့။အညိုဒီလည်းမရှိပါဘူး။ ချုပ်ကတန်ရဲရင်ခန်းရဲတဲ့သူပါဗျအခုအ ਈ ရပြေးတော့ကံရရှိနေတော့ဝတ်ဖဲလို့တတ်မှတ်လိုက်ပါတယ်ဆရာတော်ဥပြစ်ပြောသလိုပေါ့မဲနုဝိရှိရင်ကြေအောင်ဆက်ဒလိုဆိုသလိုပေါ့လေညာဘရောက်ပြီဆိုရင်သူကသူ့သားလေးနှစ်ဦးနဲ့ဇနီးတဲ့ကိုတရိယာကြောင်ပြောရှာတယ်ရုံထွက်ရင်ဟိုစေးအုံဒီလုံးရွာမှာဇနီးတဲ့ကယုံချိလာတွေ့တယ်သူဆိုရဒါငယ်လေးရငါနဲ့အကြီးကောင်က9နှစ်ရှိပြီလို့ဆိုတယ်ဇန်နဝါကောင်းရောင်းကောင်းဝယ်လောက်ကင်စားတော့ပါမှာ ဥမတ်ကြီးရလို့ပြောတဲ့ခါမှာလှုပ်ရှားတာပါပဲဗျာဒါပေမဲ့ငကိုလက်စားနဲ့နာမည်ပြက်ကရှိနေတော့ဟိုရွာမှာဓမြတိုက်လဲမှတ်ကြီးပဲထင်ကြဒီရွာမှာဓမြတိုက်လဲကျုပ်ပဲမသိငါကြနဲ့လူပြင်းနေရတာအနေခက်တဲ့ဆိုင်းဆရာရဲ့အဲ့လိုညှိရှာလေတော့တယ်တရအောင်နှက်ဆောင်ပါတဲ့ဥမတ်ကြီးကတကယ်ဆောင်ပါစေလို့ဆုတောင်းရတော့မှာပဲဆိုင်းဆရာရဲ့ဟုတ်လို့ခံရတာအေးမဟုတ်ပါဘူးဗျာကိုမဟုတ်ပါပဲအခုလိုအသက်လူကြီးနဲ့အချောင်ခန်းနေရတာဝမ်းနေတယ်ဗျအရိခါကျွန်တော်ကအမှန်တရားဆိုတာတနေ့နေ့မှာပေါ်ပေါက်လာလိမ့်မယ် မြေတားစိန်နှလုံးသွင်းပြီးတော့စောင့်မလို့ပြောရတော့တာပေါ့ဥမတ်ကြီးချုပ်ခန်းတဲ့ရှိနေစဉ်ကာလာတွင်အမှုတန်းတွေကအထူးသဖြင့်ဥမတ်ကြီးကိုမကြာခဏလာလာမေးလေရှိတယ်။ဒီအကြောင်းအရာတွေကိုစူးစမ်းလိုက်တဲ့အခါအကြောင်းတွေရရှိနေတာကိုကျွန်တော်ထဲမှာရှိနေစဉ်ကာလာတွင်မကြာခဏတလာစီလေးရှိပြီးတော့တယ်။တလာစီဆိုဒီမှာရှောင်းတခင်ချုပ်ခန်းအလုံးကိုအမှုတန်းတွေကပိုက်ဆိုင်တိုင်းရှာဖွေစစ်ဆေးခြင်းကိုဆိုလိုတာ။ဒီမှာကကြားချုပ်နှစ်ခုနဲ့မားချုပ်တစ်ခုရှိတယ်။ တလာစီပုံစံထိုင်းလိုအော်တန်ကြားလိုက်တာနဲ့အချုပ်သားအလုံးတမန်တလင်းကျန်းကင်းပေါ်မှာစောင်းကြောင်ထိုင်းဒူးပေါ်မျက်နှာမှောက်ခါငုံထားရလေတော့တယ်။အဲ့ဒီအချိန်မှာအေရခဲတွေစားစရာထည့်ထားတဲ့ကြိုကြိုအိတ်တွေတာယာအကျိုးကြားအင်တာကြားရေချိုးတိုင်ကြီးတွေအောက်ပါမကျန်တမန်တလင်းပတ်ကြားပါမကျန်လက်နက်မူရစေးဝါဒါရီတခြားဖြစ်စီတွေရှိမရှိရောရှာဖွေကြတော့တယ်။သားလည်းမရှာလို့ဖြစ်ပြန်မို့လေတချို့ချုပ်သားတွေကသဘောတန်အကျိုးကိုတမန်တလဲနဲ့ရှက်တိုက်ပြီးတော့ခြုံပြီးတော့ဝတ်ထားတာစောင့်ထားမျိုးလည်းရှိကြတယ်တချို့ ကော်ကျိုးကော်စဖန်ခွဲစလေးတွေကိုလျှို့ဝှက်ယူဆောင်ပြီးတော့ဝတ်ထားတာမျိုးရှိတယ်။ဒါကြောင့်ရုံချိန်မှပြန်ဝင်လာပြီဆိုရင်အမှုတန်းတွေအချုပ်သားတွေပါလာတဲ့ပစ္စည်းတွေနဲ့ခန္ဓာကိုယ်နှမ်းကိုပိုက်ဆိတ်တိုက်ပြီးတော့ရှာကြရတာ။အဲ့ဒီရာဝတ္ထုတွေကအချုပ်ခန်းထဲမှာယံဖြစ်ရင်အလုံးကိုအန္တရာယ်များပြီးတယ်။ဒါကြောင့်မကြာခဏတလာစီရပြင်းဖြစ်ပြီးတယ်။ဤကဲ့သို့တလာစီပြီးလက်တွေပေါ်ပြီးဆိုရင်တော့ကြားကောင်းတဲ့ဥထက်နောက်တစ်ခေါက်ထပ်ပြီးတော့ဒိုးပီတာမှတ်ပြီးတော့ကြားကောင်းတဲ့မှာနေရတဲ့ပုံကအလွန်ဆိုးပါတယ်။ ကြားကောက်ဆိုဒီမှာအချုပ်ခန်းအဝင်ဝါမှနှစ်ပေခန်းအခန်းကျင်းလေးဖြစ်ပြီးတယ်မအိတ်တာမလူးတာနေရရဲ့လမ်းရှာလို့လည်းမရထိုင်ရင်ထိုင်ထိုင်ရင်ထားဒါပဲရတယ်အပြည့်ထမှန်ကျူးလွန်သူတွေအတွက်တီးသန့်နေရဖြစ်ပြီးတယ်ထောင်ထဲမှာကျတော့တိုက်ပိတ်တယ်တိုက်ပိတ်ခင်ရပြီဆိုရင်ပို့ဆိုးတယ်မူလာပြည့်မှုနဲ့ထောင်ကြရင်တန်ချေခြင်းတစ်ခုအထဲမှာထပ်မှန်ပြီးတော့အပြည့်ကျူးလွန်ရင်ဒေါက်ထည့်လိုက်တယ်တန်ချေခြင်းမှာဒေါက်ထည့်လိုက်ပြီဆိုရင်တတော်ကိုသွားဟလာရကြလာတယ်တောင်းမှာအတဲတောင်းရှိတယ်ချက်ချေတောင်းရှိတယ် ဆိုဝါလုံးတဲ့သူတွေကိုအရိတောက်တွေတုံးမြင့်ခတ်ပြီးတော့တိုက်ပိတ်တာဒါကြောင့်ထောင်ထဲမှာတိုက်ပိတ်ခံရမှာကိုတော်ယုံတယုံရဆွဲသားတွေကြောက်ကြတယ်အဲဒီလိုမှပြည်ထောင်မပေးဘူးဆိုရင်လေမတထောင်သားတွေစိုးလိုက်မယ်ဖြစ်ချင်းကျွန်တော်လေးလာလို့တရားသလားဆိုရင်တော့ဥမတ်ကြီးကိုအမှုတန်းတွေကမျက်ချိန်မပြတ်ခတ်သလောက်သားပဲ။ဘာကြောင့်လဲဆိုရင်တော့သူပါလွန်ခဲ့တဲ့အချိန်ကာလတွေတုန်းကဒီချုပ်ကိုနှစ်ကြိမ်တိုင်တိုင်ဖောက်ပြီးတော့ထွက်ပြေးခဲ့ဘူးတဲ့အတွက်ကြောင့်လို့သိရပြီးတော့တယ်။ လွန်ခဲ့တဲ့15နှစ်ကြာကြာခန့်ကဒီမအချုပ်ခန်းနှစ်ခုရှိတယ်။တစ်ခုကအပေါ်ချုပ်အပေါ်ချုပ်ကိုအောက်ထပ်ကနေကြောင်းလင်းလီကားနဲ့တက်ရတာ။အရိချိန်တုန်းကဥမတ်ကြီးဟာဟိုးရှိချမ်းပင်လေဘက်ကနမေကျော်ဓမြနဲ့ပေါင်းပြီးတော့အပိုင်းတစ်ပိုင်းမှာသွားပြီးတော့ဓမြတိုက်ခဲ့ခြင်းဖြစ်ပြီးတယ်။ ရာဇဝဲဘေးကတော့ပြေးလို့မလို့ပါဘူးဘလို့ပဲအရှောင်တိန်ကောင်းနေပါတော့လေပဲတမင်ဆယ်လန်းကြားတလန်းဖြစ်ပြီးတယ်နောက်ဆုံးအားလုံးမိတော့တာသူတို့လေးဦးနဲ့ဥမတ်ကြီးနဲ့ဓမြသိအောင်ကိုအပေါ်ကျုံမှာထည့်ထားလိုက်တော့တယ်တချိန်ယုံထွက်မှာဥမတ်ကြီးကတန်ဖြတ်လွှာချိုးတစ်ခုကိုမရရအောင်ကြံဖန်ပြီးတော့ယူလာတာအပေါ်ကျုံရဲ့အိမ်သားကအဆောင်ပြင်ကိုထုတ်ထားပြီးတန်တိုင်းတွေဆိုင်ထားတယ်အိမ်သားနဲ့မြေပြင်ကပေ90ခန်းမြေနော်ဥမတ်ကြီးကညဘက်အိမ်သားတတိုင်းအဲ့ဒီလွှာချိုးနဲ့တန်တိုင်းကိုနည်းနည်းစီတိုက်ပြီးတော့ဖြတ်တယ် ရန်တန်းကြတဲ့ခါတန်တိုင်းကိုလှန်ချိုးပြီးအဆောင်တွေကိုဆုပ်ဖြဲကဆောင်တွေကိုဆုပ်ဖြဲကျိုးလှုပ်ပြီးတော့သူ့အဖော်နဲ့အလင်းငိုင်းမှာထွက်ပြေးခဲ့တာမနက်မိုးလင်းလို့တန်းစီလူစစ်တော်မှသိရတယ်ပထမတော့အချုပ်သားရိယာမပြောရဲကြအောင်နမဲကျော်ရာစွင်လူစိုးလူမိုက်ကြီးတွေဖြစ်တဲ့အတွက်သူတို့အန်ဒီကိုသူတို့ကကြောက်ကြတာနောက်ဆုံးတော့ပေါ်လာပါပဲမှတ်ကြီးတို့ဘယ်ပြေးမှလဲမြမပြေဝမ်းကြိုက်ရပြေးစမ်းရဲမှုတန်းတွေရာခြေရခံပြီးတော့ရအောင်လိုက်တာနောက်ဆုံးရာစွေဘေးရပြေးမလို့နရတိန်တို့နှစ်ရှိလာများစံပြောင်းရလေတော့တယ် နောက်တစ်ချိန်ကတော့အောက်ချုံမှာဖြစ်ပြီးတယ်။ဒီတိုင်းကနုစီဘူးအခွန်ဖုံးကိုရအောင် ကြံဖန်ပြီးဓာတ်လိုမျိုးသွေးထားတာတက်သားတာယာတန်းကိုတနေ့နည်းနည်းစီလှိဖြတ်ပြီးတော့ဖောက်ပြီးတော့ပြေးတယ်။ဘလိုပဲပြေးပြေးမိုက်တာမိုက်တတာစာမတက်တော့တော်မကျွမ်းတော့မှတ်ကြည့်ဖို့တော့နောက်တစ်ချိန်နရတိန်မှာနှစ်ရှေလအကြစွာနေလိုက်ရပြီးတော့တယ်။အဲဒီဖြစ်စဉ်တွေကအစားပြုပြီးဥမတ်ကြီးအချုပ်သေးကိုပြင်ရောက်လာတိုင်းတောင်ဝင်ကြတွေကမျက်ခုံးလှုပ်နေတာအလစ်လုံးဝမပြေးသေးဘူး။ ဒုတောင်းဦးမတ်ကြီးကတော့နောင်စင်သွားခဲ့ပြီးသူမှတယောစင်တွေရှိနေပြီးတယောစင်မရှိခင်တော့ကဇိုးကျန်တိုင်းဆိုမိုက်ချန်တိုင်းမိုက်လို့တရဲသေးရဲခံရဲတော်လည်းပဲရင်သွေးကလေးနှစ်ဦးရလာတဲ့အခါဒီကလေးနှစ်ဦးရဲ့အနာဂတ်အတွက်အကောင်းဆုံးပုံဖော်ခြင်းစိတ်တွေဖြစ်လာခဲ့ပြီးဒေါ်ဘီဆီယာမရဲ့ဒီတကအမှုကိစ္စပြီးပြီဆိုရင်ကျုံလဲအသက်ကြီးလာပါပြီဗျာတရားဓမ္မလေးနဲ့နေပြီးတမအာဇီဝအလုပ်ကိုပဲလှူစားတော့မယ်ဗျအခုလဲဘဲလီတူသားဝက်ကလေးမွေးပြီးတော့တရင်ကလုံနေတာပါဗျာ အကုသိုလ်ကံမကုံတော့လို့ပါပဲဒီကိစ္စပြီးသွားပြီဆိုရင်တော့ကျုပ်သားနှစ်ယောက်ကိုကျုပ်လိုလူဆိုးလူမိုက်ရုံးစရာအကောင်ကြီးမျိုးမဖြစ်ရအောင်ကျုပ်ကြိုးစားမယ်ဗျအခုဆိုရင်ကျုပ်သားနဲ့ကျုံမင်းမဟာကျုပ်ရဲ့မိုက်ပြဲစိုးမွေတွေကြောင့်လူတွေကြားထဲမှာနေနေရပေမဲ့ရုံးစရာကြောက်စရာစိုးရိမ်စရာတတ္တဝါတွေဖြစ်နေကြရဲ့လေအပေကံအနေကံဖြစ်နေကြရတာပေါင်တယ်ဆက်ဆံမဲ့သူမရှိတော့ပါပဲအရေးဆိုရင်အာကုစရာလူမရှိကြအောင်အဲ့ဒါကျုပ်သမိုင်းချာမကောင်းခဲ့လို့ပါဗျာကျုံနောင်ထားရနေပါပြီစာရေးစရာရဲ့ အဲဒီတော့ကသူပြောခဲ့တဲ့ဇကားတွေဟာတမ္မနိယုံကြည်ချက်တွေနဲ့ပြောတဲ့ဇကားတွေဖြစ်တယ်။တဏီအုံနောက်နဲ့အသေးနှလုံးပေါင်းစည်းပြီးတော့ပြောတဲ့ဇကားတွေသာဖြစ်တယ်။ကျွန်တော်ဝမ်းသာလိုက်ရတာလူပါကိုကိုကိုပြုပြင်မှသာရပါတယ်။ကျွန်တော်အချုပ်ထဲထောင်ထဲမှာတနေ့ခန့်နေခဲ့ရတာတွေကိုအလွန်သေးချင်အောင်စိတ်ဆင်းရဲခဲ့ရတယ်။သူလိုသာအချုပ်ထဲထောင်ကိုအိမ်လုပ်ပြီးနေရမယ်ဆိုရင်တော့ပြောပွင့်ရမရှိတော့ပါသေး။မကြခင်အလွန်ဝမ်းသာစရာကောင်းတဲ့နိုင်ငံတော်အစိုးရရဲ့သတင်းထုတ်ပြန်ချက်တစ်ခုပေါ်လာခဲ့ပြီး အမှုသေးတွေနဲ့စစ်ဆေးဆဲအမှုတွေကိုဖျက်ချင်းထောင်ကြရက်တွေရှော့ပေါ့ခန်းစားလူငင်ခွင့်ပေးချင်နေတာဖြစ်တယ်ကျွန်တော်တို့နဲ့အထောက်အကြပ်တရားရုံးရင်ဆိုင်ဘက်တွေအဲ့ဒီလူငယ်ချမ်းသာခွင့်စည်ရင်းမှာအကျုံးဝင်တဲ့အတွက်တော်တော်များများလွမြောက်သွားကြတယ်။သို့တော့အမှုကြီးတွေဖြစ်တဲ့လူတပ်မှုမရိမှုဓမြမှုနဲ့ညီမှုပြပြရေးစီမံချက်တွေကတော့ကျန်နေခဲ့တာပေါ့။ဒါလို့ねကျွန်တော်တို့အားလုံးအင်းစိန်ထောင်ကိုပြောင်းရွှေ့သွားကြရပြီ။အမှုကြီးတွေဖြစ်တဲ့အတွက်ရန်ကုန်တိုင်းတရားရုံးမှာတရားဆိုင်ရာလေးတော်တယ်။ ရုံချင်းနေရောက်ပြီဆိုရင်အင်းစိန်မအချုပ်ကားနဲ့မဟာဗန္နူလာပန်းချံလမ်းမှာရှိတဲ့အချုပ်ကိုလာရပြီ။အဲ့ဒီအချုပ်ကနေပြီးတက်ဆိုင်ရာဆိုင်ရာတရားရုံးတွေကို အမှုတွေကိုရင်ဆိုင်ကြရတာ။ဦးမကြီးနဲ့ကျွန်တော်ကရုံချင်းတိုင်းရက်ချင်းတူးနေတယ်။သူမိမတော်သူလေးရလဲရုံချင်းနေတိုင်းတောဆားဆရာလေးတွေကိုထုတ်ပြီးတော့ယူလာလေးရှိတာ။ဦးမကြီးနဲ့ဆိုရင်အသက်ထဝက်နေပါခံကွာပုံရပြီ။တနာကမာလုံးကြီးပေါင်းလာလေးဦးမကြီးကလက်ထိတ်တန်းလန်းနဲ့သူမိမမျက်နာကိုတစိမ့်စိမ့်ကြည့်ရင်းနဲ့သူသားတွေအကြောင်းကိုမေးရှာတယ်။ ။စားရေးတောင်ရေးကိစ္စတွေကိုမေးရှာတယ်။သူမိန်းမကလေတံတိုးတိုးနဲ့ဖြေနေတာ။အမိုးစေပြီးလို့အင်းစိန်ထောင်ကိုညနေ၄နာရီချုပ်ကားနဲ့ပြန်ကြတဲ့အခါမှာသူမိန်းမတိုးသူလေးရလဲတပတ်လေးခေါင်းပေါ်တင်းရင်ပြီးထမင်းကြိုင်ကြီးကိုကိုင်းမျက်ရည်ဆန်း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 နဲ့ငေးမောပြီးတော့ကြင်ရင်ခဲ့တော့တာ။ကျွန်တော်ကရောတဲ့လှိုင်းလေကြားထဲမှာနှစ်ထပ်သင်းမောစီးပြီးသားတရခန့်စီကိုလာတွေ့ရတဲ့အသက်80ကျော်အမေဟာကြက်ပိတ်တိတ်နေတဲ့အချုပ်ကားနဲ့သားလို့သူပြန်ပါသွားတာကိုတွေ့ရတဲ့အခါမျက်ရည်တွေနဲ့ငိုပြီးတော့ကြံခဲ့ရစမြဲပါပဲလေ မိုက်ပြက်တွေရောနောက်ဆက်တွေအကျိုးတရားများရဲ့ပေါ့တနင်္လာခန်းကြားတဲ့အခါကျွန်တော်မှုကိုတိုင်းတရားရုံးမှသည်မြို့နယ်တရားရုံးကိုပြန်ပြီးတော့ခြာပေးလိုက်တယ်အရေးချိန်မှာဥမတ်ကြီးကထောင်တန်းရင်သူတီးပြီးပြီးထောင်ထဲမှာအခန်းလူကြီးပဲဖြစ်နေပြန်တော့တယ်သူအောင်မှာထမင်းထုတ်ကိုင်ရေထုတ်ကိုင်နဲ့စီကံထိန်ထိန်ရေးစတဲ့လက်အောက်ခံတွေနဲ့ဖြစ်နေတာနေရေးထိုင်ရေးစားရေးတောက်ရေးအဆင်ပြေပါတော့ညာလေးပဲသူသားနဲ့ဇနီးကိုလွန်စွာတရိယာနေရှာပေးတယ်မကြခင်ကျွန်တော်မျိုးတစ်မျိုးရဲ့အချုပ်ကိုပြန်ပြောင်းရမယ်လို့ဆိုတဲ့အခါ ခမရမကြခင်လွတ်တော့မှာပါကိုမရဲ့ကျုံမွားတော့တက်တွေပြန်ဆက်နေရတယ်ကြောက်အောင်ပါဗျာဒေကြတဲ့ကန်ဆိုးပြီးဆိုရင်ထောင်းအောင်ကြောက်အောင်ပါဗျာတတော်ကိုကန်ကောင်းမှလွတ်မှာပါခမရအမှုကိစ္စပြီးလို့ကျုံနယ်ဘက်ကိုများရောက်ခဲ့တယ်ဆိုရင်တော့ကျုံမိသားစုကိုလှမ်းကြည့်အားပေးပါဗျာကန်ကောင်းလို့ကျုံလဲပြန်ထွက်လာခဲ့မယ်ဆိုရင်ဆရာမိုက်နဲ့တွေ့ကြမှာသေးတယ်ကျုံဘဝကိုစာရေးစက်မှာစာရေးဆရာရဲ့ရာဇဝင်လူမိုက်ကြီးတယောက်ရဲ့နေဝင်ချိန်အလွမ်းအကြောင်းပေါ့ဗျာနော်ကျွန်တော်ကလည်းခရီးပေးခဲ့ပါတယ် ျွန်တော်တို့တနေသောအခါအပြင်မှာကောင်းသောငြိမ်းချမ်းသောလောဘမရှိသောတွေးဆောင်ခြင်းမျိုးနေနဲ့ပြန်တွေးကြရအောင်မေအဲဒီခါကျရင်ဥမတ်ကြီးမိမရဲ့တောချက်ကြတာကာလာသားချက်ကိုစားရင်းနဲ့ဘဝရဲ့အဓိပ္ပာယ်ကြောင်းတွေကိုပုံဖော်ကြမယ်ဒါလိုပြောလိုက်တဲ့အခါဥမတ်ကြီးကမျက်လုံးတွေအေးလဲကြပြီးတော့တက်ကြွကြည့်နူလာခဲ့တယ်ရုံချိန်မှာရုံပြောင်းအမိန့်ချတဲ့နေ့ကဥမတ်ကြီးခင်ဗျကျွန်တော်ကိုစားဝမ်းသာလို့နေအတွက်မျက်ရည်ဝဲရှာတယ် ကျွန်တော်ဦးမန်ကြီးအတွက်ဝင်းနေကြအနွေးတဲ့အင်ဂျီလေးကိုချိုးပြီးလက်ဆောင်ပေးလိုက်တဲ့အခါသူကတုံရင်နဲ့လက်စုံနဲ့လမ်းယူရင်းနဲ့ကျွန်တော်လက်ကိုဖြင်းပြစုပ်ကိုင်းထားလေတယ်။ဦးမန်ကြီးအထဲမှာပရိစိတ်ဖြစ်ရလား။စိတ်တယ်ဗျာ။အရဟံဂုံတော်မနဲ့ညာကိုကောင်းစိတ်ပါရယ်။30ပုံကိုရောမြေတားပို့ရလား။တိတ်ပို့တာပေါ့ဗျာ။အဲ့ဒီကောင်းကျိုးကိုဦးမန်ကြီးမကြခင်ခံစားရမှာဗျာ။အဲ့နောက်ကျွန်တော်တို့ကျွန်တော်ကိုမြို့ချုပ်ကလေးတစ်ခုကိုပြန်ရောက်လာခဲ့ပြီ။ဝမ်းသာတယ်။ဒီမှာကိုမိသားစုနဲ့ရချားတွေ့လို့လွယ်တယ်။ တောင်ဝင်ရှိသူတွေကလည်းစိတ်ကောင်းနှလုံးကောင်းရှိကြတယ်။ထောင်ဆိုတာကတော့တပတ်နေမှာတစ်ခါတွေ့ရတာ။ဒါတောင်ထောင်ဝင်စာထဲမှာတန်စကားအထက်ထပ်ချပြီးကို့လိုတွေ့ကြတဲ့သူတွေအများကြီးကြတဲ့မှာကို့ထောင်ဝင်စာလာတွေ့သူကြားရအောင်လို့မနေ့အော်ပြောရခြင်းဖြစ်ပြီးတယ်။ပြောရတော့လေခွင့်ပြုချက်ကမနေ့အနေငယ်များတာလွမ်းစရာကြေကွဲစရာကြီးတာဖြစ်ပြီးတယ်။ချက်တော်သူတွေတန်ရောဆန်ဖြစ်တဲ့သူတွေနဲ့အရှိတာစိတ်ကျဉ်ကျဆွာခွဲခွာနေရတဲ့ဘဝအောင်နောက်တားရနေပြီအရေချိန်ကာလာရီယာစားပြီး နောက်အချုပ်နဲ့ထောင်ကိုရောင်းရမယ့်ကိစ္စအမှန်တရားနေသည့်ကိစ္စအမှမလုပ်တော့ဘူးလို့စိတ်ပိုင်းဖြစ်လိုက်တော့တာအဲရီနီယာရီယာနေအပ်တဲ့အရေးမဟုတ်ပါဘူးမကြခင်ကျွန်တော်တို့အမှုကိုမြို့နယ်တရားရုံးကနေစီရင်ချက်ချလိုက်တော့တယ်ချုပ်ရံနဲ့ဖြတ်လိုက်ထိလိုက်တဲ့အခါစီရင်ချက်ချတဲ့နေ့မှာပဲလွတ်ခဲ့တော့တာလွတ်လပ်ခြင်းရဲ့အရသာကိုခံစားရတာနဲ့အလုံးကိုချုပ်မြေလွန်လာတယ်မိသားစုနဲ့တိုက်တိုက်ဝဝကြမ်းကြမ်းမမပြန်ဆောင်ရတဲ့အရာသာကအလုံးကိုအေးမြလာပါတယ်။အော်ဘသူမပြူမိမိအမှုကြည့်ပါပဲလား။ အခုချင်းဆိုရင်တော့ဥမာကြီးတယောက်တည်းကျွန်တော်တို့ကိုတရိယာနေရှာတော့မယ်အမှုကိစ္စတွေပြီးစီးသွားတဲ့အခါမှာစာဝတ်နေရေးကိစ္စတွေအတွက်အလုံးလုံးနေရတဲ့အတွက်ထောင်နေရန်ကြားမှာပေးခဲ့တဲ့ဂရီတွေမေ့လျော့ခဲ့ရပြီနှစ်နေခန့်ကြာတဲ့အခါကျွန်တော်ကြိုက်ကွင်းဆိုတဲ့ရွာလေးကိုအကြောင်းတစ်ခုနဲ့ရောက်သွားခဲ့တယ်ကြိုက်ကွင်းဖျားတစောင်းမှာစဲနောက်ဖက်စီမှာခေါ်တန်ကြားလို့လှည့်ကြည့်လိုက်တယ်တခါကြီးရဟန်းအိုကြီးတပါးကကျွန်တော်ကိုပြောမိကြည့်နေတာဘာအလိုများရှိလို့ပါသလဲဖျားတခါကြီးကကျုပ်ကိုမမှတ်မိဘူးလား ကျုပ်ကိုမကြီးလေဗျာဥမကြီးအဲဥပဇင်းမကြီးခေါ်ပါကြိုက်တယ်လို့ခေါ်ပါတခါကြီးနေကောင်းတယ်နော်ကျွန်တော်ဝမ်းတန်လိုက်တာဥမကြီးလွတ်လာခဲ့ပြီဟောအခုတန်ငန်းဝင်းနဲ့တွေ့လိုက်ရတော့တာပဲပိုးပြီးတော့ဝမ်းတာသွားခဲ့တာပေါ့ဒီနောက်ရက်ပြီးစကားပြောရင်မတက်လျော်တဲ့အတွက်သူ့ချောင်းကိုလာခဲ့မယ်အကြောင်းပြောလိုက်ပါတယ်ညာဘက်ကိုရောက်တဲ့အခါဥပဇင်းမကြီးဘွဲ့အမီဥပညာဒေသကဇာတော်ဖွေရရင်ွေးချမ်းတွေနဲ့အခမ်းရှာတယ်ကဲရှမ်းစမအောင်ဥစင်းကြီး ။ဦးစင်းကြီးကဘုရားဘလို့အမှုပြတ်သွားခဲ့တာတော့ဆရာမိုင်းပြောသလိုပေါ့ဗျာကျောက်ထောင်ထဲမှာပရိလဲစိတ်တယ်တရားလဲမှတ်တယ်မြတ်တာဘာဝနာလဲပွားနေကြဒီကောင်းမှုအကျိုးကြောင့်လားမသိပါဘူးထုံးခင်ုံတတ်တဲ့တရားခန့်အစစ်ကိုတတ်ဆိုင်ရာဖော်ထုတ်နိုင်ခဲ့တယ်ဗျာအဲ့မှာကျောက်ခွင်းလုံးကျွတ်လုတ်ခဲ့ရတာပဲဆရာမိုင်းရဲ့ဒါဖြင့်ဦးစင်းကြီးမိသားစုပျော်ရွှင်ချမ်းမြေ့စွာပြန်ဆောင်ကြလေတည်းပေါ့နော်ဇနဝါအဲ့လိုမျိုးဝမ်းတာအရာပြောလိုက်တဲ့အခါဦးစင်းကြီးမျက်နှာရုတ်ချီညှိုးနှမ်းသွားခဲ့လေတော့တယ်။ဘာများဖြစ်လို့ပါလဲ။ ချုပ်ထီเจ้าနီကိုမသေးခင်မှာအထူးသဖြင့်တခိုင်းကိုတိတ်ကိုပြောပြကြတယ်။ဆရာမရဲ့ခမားနေရဲ့လိပ်စာချုပ်ကမသိတော့ရှားခတ်နေတော့တာပေါ့။ဒါလို့ဆရာမရဲ့ကံကြမ္မာအတိတ်နဲ့ကတန်တရာကျိနှက်ပြီးလွတ်လိုက်တော့အကျွေးချန်တွေဆက်ဖို့ကြုံလာခဲ့ပြန်တယ်ဆရာမရဲ့ဒလိုပြဒလိုဒလိုဆရာမိုင်းတို့ထောင်းကနေပြောင်းသွားတော့ကြုံလွန့်ပြီးတော့ကြံရတာပေါ့ဗျာအဲ့ဒီမှာကြုံမိမပေါ့ခါတိုင်းတော့ယုံချင်းတိုင်းလာလာတွေ့နေကြပါနောက်တော့ယုံချင်းတိုင်းသူမလာနိုင်တော့ကိုမကြီးတနေ့လောက်အတွင်းမှာခြားခြားပြီးတော့လာတွေ့တယ် လာတိုင်းလဲစားကောင်းတောက်ဖရာတွေယူလာပေးပါရဲ့ညင်ဘာလုံးနေလဲလို့မေးတော့အယောင်ပဲလုံးနေပါတယ်အကိုတဲ့ကလေးရီရောဆိုတော့အကြီးကောင်ရွာကျောင်းမှာအကြောင်းထားနေပါပြီတဲ့อืมဝမ်းသာစရာပေါ့ဗျာနော်ဒီလိုနဲ့နောက်ပိုင်းသူလဲကျောင်းမကြီးမကောင်းလို့နဲ့တူပါရဲ့ဗျလာမတွေ့တော့ပါဘူးကံကောင်းချင်တော့လူတသမအဆက်ကိုတက်ဆိုင်ရာမမျောလင်းမဲ့ဖော်ထုတ်နိုင်ခဲ့လို့ကျုပ်ခွင်းလုံးကျုပ်လွတ်လာခဲ့ပြီးကျုပ်ရင်ကျုပ်နယ်သားတရားလွတ်မှာမလို့အင်ကိုလှမ်းမာလိုက်တယ်ကျုပ်ရဲ့ပိုင်းအတွက်မှလွတ်မယ်ဆိုတဲ့သတင်းပေါ်လေဒါနဲ့လွတ်လာရောပေါ့ဗျာလွတ်တဲ့နေပဲ ဝတုတွေဆရာသမားတွေစုပေါင်းပေးလိုက်တဲ့ငွေလေးနဲ့စားစရာတောက်စရာလေးတွေဝယ်ချမ်းပြီးရွာကိုပြန်လာလိုက်တယ်။ကျုပ်တို့ရွာကတ္တရာလန်းနဲ့တတော်ကိုလန်းနာပြကတ္တရာလန်းကနေရွာသွားမယ်ဆိုရင်ကုန်းတန်းကိုစဲကုတ်ကုပင်အောင်မှာခြာတိတ်လေးနီးရကိုတွေ့လိုက်တယ်။ဒါနဲ့ကျုပ်ကခြာတိတ်တို့မင်းတို့ဘာအောင်စောင့်နေကြတာလဲကွ။အဲဒီမှာအကြီးကောင်လေးကကျွန်တော်တို့ဖေကိုစောင့်နေတာဘာကြီးရ။အင်းဟုတ်လား။မင်းတို့ဖေကမြို့စည်းကိုသွားနေလို့လားကလေးတို့ရဲ့။မဟုတ်ဘူးဗျ။ကျွန်တော်တို့ဖေကရန်ကုန်မှာထောင်ကျနေရာ ဒီရပိုင်းတွဲမှာလွတ်လိမ့်မယ်လို့လူကြုံအားပြောလို့နေတိုင်းတင်နေရနဲ့လာဆောင်နေရဘာကြီးရဲ့ဟေးမင်းတို့အဖေနဲ့မရဘူးသူဥမတ်ကြီးဖះကြာတာမို့ကြောင့်တားလူလေမင်းမင်းလောက်သူသူကလှဆောင်မလားဟုတ်တယ်မလားဗျာဘာကြီးရငါမင်းတို့အဖေထောင်ထွက်မှတ်ကြီးလေအဖေကိုကိုဘင်းအရောက်မှာကိုသားအရင်ခောက်ခောက်တွေကိုတွေ့ပါလျက်နဲ့မမတ်မိတဲ့ဘဝကျုံအားရပါရလှိုင်လဲဝမ်းတာပွေဖန်နှမ်းရှုပ်ပြီးချုံမွဲချငိုပလိုက်တော့တယ်။ဒါရီယာလည်းရှိုက်ကြီးတငယ်ငိုကြတာ ငိုလိုသွားကြတော့မှပါလာတဲ့မုံပဲတရေစာလေးတွေကြွေးပြီးသားတို့မရောနေမကောင်းဘူးလားလို့မေးလိုက်တယ်။သားတွေကဘာမှပြန်မပြောကြဘူး။မျက်နှာလေးတွေအောင့်ငုံပြီးတော့နေကြတာ။အတန်ကြာကြာချောမုံမေးလိုက်တော့မှအမေရွာမှမရှိဘူးတဲ့။သားတို့ကဘာကြီးဖုန်ကြီးเจ้าမှအနံပြီးလိုအပ်တာတွေကိုအမြဲလာပေးနေပါတယ်တဲ့။တပတ်တကူတစ်ခါရွာအောင်လာတွေ့ပါတယ်လေ။ဘာလို့လဲသားလို့ရဲလို့မေးလိုက်တော့မှအော်မိသိန်းရွှေကအိမ်တောင်တဲ့ထူထောင်လိုက်ပြီးရဲ哦။ချုပ်ဒေါသတွေပောက်ကွဲကုန်နေဗျာ။ ကျောက်ကမိသားစုဘဝတက်နဲ့ထူထောင်ပြီးတော့ပျော်ရွှင်ချမ်းမြေ့စရာကောင်းအောင်ကြိုးစားဖို့ဝမ်းသာအားရပြန်လာခဲ့တာအခုမိမကနားယောက်ကြားနဲ့ပြောပြီးကလေးတွေကိုအဝေးမှာထားခဲ့တယ်။ရှင်ထဲမှာဒေါသလိုင်ထလာခဲ့ပြီးကျောက်ရဲ့ဇာတိတွေးရနေလို့မရတော့ဘူးသူတို့ဘယ်မှာနေတယ်လဲလို့မေးလိုက်တော့မြို့ပေါ်ကွက်တဲ့ထဲမှာနေတာပဲတဲ့တားလို့မရဘူးတဲ့လေဒါနဲ့ကလေးတွေကိုစားစရာပေးခဲ့ပြီးတော့မင်းတို့ရွာကိုပြန်သွားကြအဖေလာခဲ့မယ်လို့အဲ့လိုမျိုးပြောလိုက်တယ်ဒီတော့တားရီကအဖေပဲသွားမလို့လေတဲ့ငါမင်းတို့မျိုးသွားတွေ့မလို့လို့ပြောလိုက်တယ် နားလေစားပြုနေတဲ့အတိုင်းအရအဖေမတော်ပါနဲ့တားရုံနဲ့ပဲအတူတူနေပါအဖေရှိရင်တားရုံနေလို့ရပါတယ်လို့မျက်ရည်လေးရွှဲနေပြောရှာတယ်သိတယ်မလားမှတ်ကြည့်ပြဘသူတော်မှခန်းနဲ့ကောင်မဟုတ်ဘူးကျောက်ကလည်းအတန်တန်တားနေတဲ့တားနှစ်ယောက်ကိုမျက်ွယ်ပြုညိုသွားတဲ့ကားနဲ့ပြန်လိုက်လာခဲ့လိုက်တယ်ပထမအောင်ဆုံးဈေးတဲကုန်းဝင်ဆိုင်တဆိုင်ကတားလီတားအချုံတစ်ချောင်းဝယ်လိုက်တယ်တစ္ဆာမရှိတဲ့ကောင်မကိုတွေ့ရတဲ့အချိန်ဒါမဆိုင်မဲနဲ့တတ်မယ်နောက်ပြီးတော့ရာဇဝင်လူစိုးလူမိုင်းမှတ်ကြည့်ရဲ့မရောင်းခြေတော်တင်းတဲ့ကောင်ရဲ့လက်ချောင်းတွေကိုကျုပ်ချောင်းနဲ့ဆေးပြဲမယ် လုံးနဲ့မြို့ပေါ်ကကွက်တဲ့ထဲကိုရောက်လာခဲ့ပြီးရက်ကွက်အဝင်ထက်ကဒုခိတာဆိုတဲ့ license အရက်ဆိုင်တဲ့ကိုဝင်အရက်တလုံးမာလိုက်တဲ့ဆန်ရှင်လူဝဝကအရက်နဲ့အမိလာချပေးတာတောက်ရည်ချိုင်လာချပေးတယ်သူပုံစံကသဘောမနှောကောင်းမွန်ရပါတယ်ဖောက်တဲ့တဲ့ဖြစ်ပုံရတဲ့ကျုပ်ကိုဂယုဆိုင်တယ်သူကစကားပြောလေးပြေပြစ်တယ်အိမ်နဲ့ဆိုင်ရာတွဲလျက်မှာအရက်သာရောက်နေလှမ်းကြည့်လိုက်တော့ဖျားကန်းကခီးနေတာပဲဒါနဲ့ကျုပ်ကမေးလိုက်တယ်ဒီရက်ကွက်ထဲမှာစေအောင်သီးရွာက မိသိန်းရွှေဆိုတော့ကြားဘူးလားဗျ ဗျာဘဘသူအကိုကြီးမသိန်းရွှေတဲ့အသားလက်လက်35နှစ်လောက်ရှိတယ်ဗျာသူကျုံမျက်နှာအတန်းကြာစိုက်ကြည့်ပြီးတော့စဉ်းစားနေတယ်ဒီချိန်မှာအရက်တောက်တဲ့သူတွေရောက်လာလို့သူ့အလုပ်သမားတွေကိုလှမ်းပြောလိုက်တယ်ဒီနောက်အတန်းကိုထိရင်နဲ့တိတိပါတယ်ခမသူအခုဘယ်မှာနေလဲမကြခင်သူလာပါလိမ့်မယ်ကိုကြီးအကိုကြီးလိုအပ်တာသုံးဆောင်ပါခမသူကအရက်ကုံတော့ထတ်ချပေးရဲ့ကျောက်ကပတ်စံမရှိတော့ဘူးလို့ပြောလိုက်တော့အလကားတောက်ပါတဲ့သူစေတနာနဲ့တိုက်တာပါတယ်လေအကိုကြီးထမင်းစားပြီးဗလားလို့လည်းမေးတယ် မစားရသေးဘူးဗျာလို့ပြောလိုက်တော့သူကိုယ်တိုင်အိမ်မော်ပြေးတက်သွားပြီးထမင်းဟင်းနဲ့ယူလာကျွေးပါလျော်လားဗျာဟင်းရဝတ်သားဟင်းနဲ့မြှင့်ချင်ရင်ဟင်းချပါဗျာငပိရင်နဲ့တိုးစရာလဲပါလိုက်သေးတယ်ကျုံလဲလဲချောင်းနဲ့ရာကြီးကြီးဖြစ်လာနဲ့မထူးဆိုပြီးဒလုံဟင်းကောင်းနဲ့မစားရတာကြာပြီမလားအာရပါရစားပလိုက်တော့တာပေါ့ဗျာစားလို့လဲဝါရောလက်လဲတော့ပြီးရောဆိုင်ရှင်ကိုချက်စရာဆိုရလူကဖန်ခွက်နဲ့တောက်ရေကမ်းပေးတယ်တောင်မလို့လုံနေတော့မှပဲအမျိုးသမီးတူပစ္စည်းအပြည့်အမောက်ပါတဲ့ဆွဲချင်းကြီးကိုကရက်ခွင်ပြီးတော့ဝင်လာခဲ့တာလှမ်းကြည့်လိုက်တော့ ကျုပ်အယံကအားအတန်သွားခဲ့တယ်။မိသိန်းရွှေဟင်အကိုမကြီးသူမကကျုပ်ကိုလည်းမြင်ရောလက်ထရဆွဲချင်းကြီးကိုလွှင့်ပြလို့ကျုပ်ရှိမှဒူးထောက်ချလိုက်တယ်။မျက်ရည်ပြီးလဲစီကြလို့ပေါ့။ကျုပ်ကသူမရဲ့ဘဲဘက်ပါကိုအားကုန်လွှဲရင်လိုက်တာဒီချိန်မှာဆိုင်ရှင်ကိုချစ်စရာကအကိုကြီးလုံမဲဆိုပြီးတော့ဝင်ကားလိုက်တယ်။ခမည်းနဲ့မဆိုင်ဘူးကိုချစ်စရာနောက်ဆုံးနေပါ။ကျုပ်ကဒီနေ့သူ့ကိုတတ်ပြင်မယ်။အကိုကြီးသူ့ကိုမတတ်ပါနဲ့ဗျာ။တတ်ချင်ကျွန်တော်ကိုတတ်ပါအကိုကြီးက ။ဘာဆိုင်လို့ကျောက်ခမရောက်တက်အမလဲဒီမင်းမြုပ်ကိုတက်မှာမဟုတ်သေးဘူးကိုကြီး။ तू तू ဟာကျွန်တော်ရဲ့ဇနီးဖြစ်နေလို့ပါ။ဟမ်ခမရဲ့ဇနီးဖြစ်နေတယ်ဟုတ်လား။ကျုပ်ပို့ပြီးတော့အန်အားတန့်သွားခဲ့ပြန်ပါပြီဗျာ။ကျုပ်ကိုအရက်တိုက်ထမင်းကျွေးတောက်ရိတ်ခတ်ပေးတဲ့ဒီချက်စီယာကတုတ်ကျုပ်သိမ့်ချရတဲ့ဇနီးရဲ့ယောက်ျားတဲ့။ကျုပ်ခါးသားကတချုံကိုဆွဲထုတ်လိုက်တဲ့တိန်ရွှေရမျက်ရည်လေးရွှဲနဲ့အတင်းကိုတောင်းပန်နေတာကိုချစ်စရာလေသူ့ကိုတတ်ဖို့တုံတုံရီနဲ့ရင်ကော့ပေးနေတယ်ကျုံအန်ကိုကြိတ်လိုက်ပြီးဓာတ်ကိုလက်ကိုကင်မြောက်ပေးလိုက်တယ် ။ဓမြောင်ကအရက်ဆိုင်ဝါကတရက်ပင်ရဲ့ပင်စီတဲကိုစူးစူးနဲ့နဲ့စိုက်ဝင်သွားခဲ့တာ။ဒီနောက်ကျုပ်ကလန်ထိုင်မှာပြန်ထိုင်ပြီးလက်ကျန်ရက်ကိုအကုန်မော့ချလိုက်တယ်။ကျုပ်ပါပြင်ပေါ်မျက်ရည်တွေစီးကျနေတဲ့ဗျ။ကျုပ်သိချင်ရတဲ့မိန်းမရဲ့မျက်နှာကိုမျက်ရည်ကြားကနေရီဝေစွာစိုက်ကြည့်နေလိုက်တယ်။အကူကျမလေးအကူချုပ်ထဲထောင်ထဲရောက်နေစဉ်ကာလမှာစားဝတ်နေရအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရတယ်ကိုဘသူထံကားမှလည်းချေးလုံကားလို့မရဘူးဘသူအားမှလည်းအယုံကြည်မရှိကြဘူးဘိုးလေးကိုဘုံအောင်စွာကောင်းလို့ကလေးနှစ်ယောက်ထမင်းစားနေရတာ ဘိုးလေးကလည်းရှိရှာသူမဟုတ်ဘူးလေကိုရဲ့ကျမသားလေးတွေသူများမုံစားလို့သူတို့ခင်ဗျာမစားရရှာဘူးရေးပဲတောက်နေရတယ်သူများဝတ်တယ်လို့ဝတ်စီရမရှိတဲ့ဘဝနေများမကောင်းရင်စေကန်းကုန်ပြနိုင်မှာကိုရဲ့ကျမစူးစမ်းပြီးတော့သူများအိမ်မှာထမင်းချက်အဝတ်ရော်လိုက်လုပ်ပါတယ်ဒါပေမဲ့စားဖို့မလုံလောက်ခဲ့ပါဘူးကြာတော့ကလေးနှစ်ယောက်လေးအာဟာရမပြည့်ဝလို့ပိန်ချုံလာကြပြီနောက်ဆုံးตาနှစ်ယောက်ရဲ့ဘဝဘဝဆင်းရဲနေပဲတကုတ်ကိုထောင်ဝင်စာလာတွေးပြီးစားစရာတွေပေးခြင်းလုံးလုံးနောက်ဆုံးဖြစ်ချင်းအဖြစ်ကျမရဲ့ဘဝကို မမျော်လင့်မဲတီးခဲ့ရတဲ့ဟော်ရီကိုချစ်စရာထမ်းမှာတညာချင်းနဲ့ပုံဝတ်ခဲ့တယ်။ဒါပေမဲ့ကိုချစ်စရာကျမဘွားကိုကိုကျင်းစားပြီးကောင်းစွာဆောင်ရှောက်ခဲ့တာပါကိုလိုအပ်တာမှန်သမျှဖိမခဲ့ပါတယ်။ကလေးနှစ်ယောက်ရဲ့စာဝင်နေရေးကိစ္စအနေကျောင်းနေရေးကိစ္စတွေအထိကိုကိုချစ်စရာကြည့်ရှုခဲ့တဲ့ကိုနောက်ဆုံးတော့ကိုရဲ့မယိုသိစကားကြာတော့တံပတ်ပေးထားတဲ့တယောစင်တွေဖြစ်ကုန်ကြပြီ။ကျမတို့ကျမတို့အကိုအကိုတည်ရင်တက်မှာပဲလို့တွေးထားပြီးသားပါကိုရဲ့ကျမဘယ်ဘွားပဲရောက်ရောက်တည်ခြင်းလဲတည် ကျမကလေးတွေဒုက္ခပင်နေကြောမှာနင်မောမှာကျမမကြည့်ရပါဘူး။တို့လေးတွေပညာမဲ့အတိမဲ့ဘဝနဲ့အခုလိုလူစိုးလူမိုက်ဖြစ်မှာကျမမကြည့်ရဘူး။ညှော်လင်းချက်နေနေတဲ့အကိုဘဝကိုလည်းတနာတယ်။ကျမပြည့်တစားဘဝမရအောင်လို့သူကကယ်တင်ခဲ့တာ။ဒါဟာကျမရဲ့မှာကျမရဲ့သစ္စာမဲမှုလို့အကိုယူဆခဲ့မယ်ဆိုရင်တက်လိုက်ပါကိုရဲ့။အမိုင်းမသေးရပါတယ်။တက်ပါကိုတက်လေကိုရဲ့။မိသိန်းရွှေရကျုံဒူးနဲ့ဖက်ကိုဖက်လို့ပြီးရှိုင်ကြီးတဲ့ငယ်ငိုးနေတာ။အော်ကျုံကြောင့်ကျုံမိုက်ပြည့်တွေကြောင့် ကျုပ်ကမိခိုအားထားနေရတဲ့ဘဝလေးတွေရိမ့်ရိုင်ကုန်ကြပါလားဒီဇလန်းမှာတရခန့်ဆက်ကကျုပ်ကျုပ်ကျုံမသွေးရှင်ပခုံးကိုလက်ကျန်းကြီးနဲ့ညှန်သားစွာကင်လိုက်ပြီးတော့ထခိုင်းလိုက်တယ်ပြီးတော့သူမရဲ့ပားပြင်ကိုညှန်သားစွာနမ်းလိုက်တယ်အဲဒီမှာမျက်ရည်နှစ်ခုပေါင်းစည်းသွားခဲ့ကျုပ်ရဲ့အနှမ်းကဇနီးမယားကိုတနာရမန်းတဲ့နန်းနဲ့နမ်းမဟုတ်ဘူးခြေကွဲဖို့ကောင်းတဲ့ဘဝလောကဒဏ်ကြားကနှစ်မလေးကိုအကိုကြီးတယောက်ကနမ်းလိုက်တဲ့အနှမ်းပြီးတော့မှသူ့ရဲ့ကိုလုံးလေးကိုငေးကြည့်နေတဲ့ကိုချစ်စရာဘက်ကိုတွန်းပို့လိုက်တာ ကိုချက်စီယာကမသိန်းရွှေရဲ့လက်ကိုကျဉ်းနာစွာဆုပ်ကိုင်းပြီးဒူးထောက်ချလို့ကျောက်ကိုထိုင်ကြောကြတယ်။မင်းတို့ရိုးမြေကြပေါင်းကြပါတော့လို့ပြောပြီးကျောက်သူတို့ကိုကြောခိုင်းခဲ့လိုက်တယ်။ကျောက်ရဲ့ရင်ကောင်းထဲမှာကိုချက်စီယာရဲ့ထမင်းလုတ်တရားပြည်လို့ပေါ့လေ။အဲဒီနောက်ကျောက်ဒီရွာမှာဖုန်းကြီးဝိတ်ခဲ့တာပဲ။ချက်စီယာနဲ့မိသိန်းရွှေရလည်းတားလေးနှစ်ယောက်ရဲ့ဘဝကိုမိဘအရင်နဲ့မကြာဆောင်ရှောက်ခဲ့ကြပါရယ်။သူတို့ကအကူကြီးမပူပါနဲ့တဲ့။အင်ဦးကမှလာထိုင်စားပါတယ်လေ။ကျောက်မစားရပါဘူးဗျာ။ဦးစားတာကြာလာတဲ့ကျောက်အသိပညာနဲ့ပါတဲ့ကျောက် ်အတဒေါသကြီးခဲ့တဲ့ကြောင့်နေဝင်ချိန်ရောက်နေတဲ့ကြောင့်ကျောက်သားလေးတွေရဲ့ဘဝအနာဂတ်ကိုလှပအောင်မဖန်တီးပေးနိုင်ခဲ့ပေမဲ့ချစ်စရာတို့ကကျင်ကျင်နာနာပြုစုစောင့်ရှောက်နေတာမြင်ရတော့ကျုံရနေရတော့ကမိတော့တွေအဲ့ဒီအပေါ်မှာမိငိမ်မူရွာချလိုက်တယ်လို့ပါပဲဗျာအခုတော့စက်တမီလုံးငင်းအောင်လို့ကျုံတင်ငန်းဝင်ဘဝနဲ့အယိုးထုတ်လိုက်ရပါပြီဗျာကျုံကြောင့်မျက်ရည်ကျခဲ့တဲ့သူတွေကိုကျုံမေတ္တာဘာဝနာနဲ့မျက်ရည်တုပ်ပေးအောင်မယ်မငိမ့်သေးတဲ့တောကဒုက္ခပရိဒီဝမိရှိတဲ့သူတွေရှိရရက်ကိုသွားပြီး ကြုံကျင့်ကြံလို့ရခဲ့တယ်။မင်းငယ်မိုးရီကိုရွာချပေးရအောင်ပါပေါ့ဗျ။ရွာချပေးရအောင်ပါပေါ့လေ။ဒီကနေ့ရဲ့ Ghost Story ဝါချန်နီကနေထောင်းလင်းတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာဆရာမောင်ညိုမိုင်းတန်လီရေးသားထားတဲ့မင်းငယ်မိုးဆိုတဲ့စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းအစားဆုံးကိုထောင်းလင်းတင်ဆက်ပေးခဲ့တာပါ။ နရခောက်တွေမှာဆိုရင်လည်းပြည်သက်ကြိုက်ပုံမစိတ်ဝင်စားစီမဲ့ဇလန်းเจ้าရတွေကိုဆက်လက်ရွေးချယ်ထုံးလင်းတင်ဆက်ပြီးမှဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့စီကြနေနှုတ်ဆက်ပါရစေချစ်ခင်ပေးလို့ကျေးဇူးပါပြန်လည်ဆောင်တွေ့ကြမယ်နော်